မင်္ဂလာပါဘီကက်ကြီးခင်ဗျာယမကံပီရအလောကမှာယောက်ျားလေးအများစုစိတ်ဝင်စားကြတဲ့အကြောင်းအရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ဓာပီတုတ်ပီဆိုတဲ့ကာယအတ္တိပညာရက်ပါဒီပညာရက်တွေထဲမှာမှာလူပြောအများဆုံးနဲ့အစွမ်းထက်ဆုံးလူနမည်ကြီးနေတဲ့ line တစ် line ရှိတယ်တခုကမြန်ဆန်တဲ့ခိရောက်တယ်လို့နမည်ကြီးတဲ့တပွဲပြန်ကာယသိ နောက်တစ်ခုကတော့ကြမ်းတမ်းတယ်ပြင်းထန်တယ်ဘလူးစီးတယ်လို့အားကြီးတယ်လို့ဆိုကြတယ်အာလာဝကကဲတကယ်လို့ဒီနှစ်ခုရှင်လိုက်ရင်ဘယ်ဟာကပိုအစွမ်းထက်မလဲဘယ်ဆေးကပိုပြီးစိတ်ချရမလဲဒီနေ့ဗီဒီယိုမှာကျွန်တော်တို့အဖေရှာကြည့်ကြပါမယ်အဆုံးထိကြည့်ရှုပေးကြပါနော်ပထမဦးဆုံး တပွဲပြန်အကြောင်းကိုအရင်ပြောကြရအောင်။နမဲကလေးကစမ်းကြပါလေ။ရှေးဆရာကြီးတွေကအရေးကြုံရင်ချက်ချင်းသုံးလို့ရအောင် စီရင်ခဲ့တဲ့ပညာရက်တခုပါ။တပွဲပြန်ရဲ့အားတာချက်ကဘာလဲဆိုတော့အမြန်အစမ်းပါပဲ။ဥပမာရန်သူဝိုင်းလာပြီးအကြီးပေါ်အခြေအနေဖြစ်လာပြီးဆိုရင် ရှေးရှေးဝေးဝေးအတိတ်ခံဝင်စရာမလိုပဲဆေးကိုတောက်လိုက်တာဒါမှမဟုတ်စောင်းလိုက်တာ ਨੇ ချက်ချင်းအာဏီတင် ပြတာမျိုးပါဒါပေမဲ့ तू ကနမင်းအတိုင်းပါပဲတပွေးစာပဲခံတတ်တာမျိုးဒါမှမဟုတ် အချိန်ကာလတစ်ခု ဥပမာနေဝင်မိုးချုပ်ပြီပဲခန္ဓာမျိုးရှိတတ်ပါတယ်ခဏတာစွမ်းဟကိုအမြင့်ဆုံးတင်ပေးလိုက်တဲ့သဘောတဘာဝရှိပါတယ်ဒါကြောင့်လင်းမြန်မှုနဲ့ဖြတ်ထိုးညံကို ဦးစားပေးသူတွေက တပွေးပြန်ကိုအရန်ကြိုက်ကြပါတယ်ဒါဆိုရင် အလာဝကဘကုလက်ချီယအလာဝကဆိုတာဗုဒ္ဓစာပေလည်းကတကိုးအရာမှာပြိုင်ပတ်ကင်းတဲ့ဘလူးကြီးတစ်ပါးရဲ့နာမည်ကိုယူထားတာပါဒီပညာလိုင်းကတော့အကျမ်းလိုင်းပါစိတ်ကျမ်းနဲ့ကိုယ်ကျမ်းဒီစေတုမဟုဒီအင်းကိုတုံးဆွဲထားသူတွေဟာသွေးဆူရွယ်တယ်တတိပြတိအရန်ကောင်းလာတယ်လို့ဆိုကြတယ်အလာဝကဆေးတွေက အသားမှာတက်တာထုံလာမျိုးထက်ရိုက်နှက်လိုက်ရင် ကိုပြီးမာကြောလာတာနာကျင်မှုကိုမတိတော့ပဲပြန်လဲတိုက်ခိုက်နိုင်တဲ့စွမ်းအားမျိုးပေးစွမ်းနေလို့ယုံကြည်ကြပါဒါပေမဲ့ဒီ line ကစိတ်ကိုနိုင်အောင်ခိုင်းနိုင်ဖို့လိုအပ်ပါတယ်မဟုတ်ရင်ဒေါသကြီးပြီးပြဿနာတက်လွယ်တတ်ပါတယ်ကဲအခုဒီနှစ်ခုကိုနှိုင်းရှင်ကြည့်ရအောင်နံပါတ်1ကြာရှည်ခံမှု အလာဝကလိုင်းကဆွေးမြဲမှုအပိုင်းမှာပိုအားကောင်းနိုင်ပါတယ်။တပွဲပြန်ကတော့အချိန်တိုအသွေးအစွမ်းထက်ပင်ပင်အာနိသင်ကုန်မြတ်တော့ပါလေ။နံပါတ်1ရှောင်းရန်ဆောင်းရန်တပွဲပြန်ကရှောင်းရန်နဲတက်ပါလေ။အလာဝကလိုလိုင်းချမ်းတီကတော့ရှောင်းရန်ဆောင်းရန်များပြီးစီကံမလိုက်နိုင်ဘရိတ်ပေါက်တက်ပါလေ။ နံပါတ်3ဘေးထွက်ဆိုကြိုတပွဲပြန်ကတာမန်လူတွေနဲ့ပူကိုက်နေပါတယ်အာလာဝကကတော့စိတ်အားငယ်သူတွေသူအားနေသူတွေနဲ့မတင့်တော်ပါဘူးပူလောင်လုံးလူပါဂံဘီရဆရာကြီးအချို့ရဲ့အဆိုအရတော့စီမင်းရဲ့အစွမ်းကဆရာရဲ့တိတ်တီအပေါ်မှာမူတည်တယ်လို့ဆိုပါတယ်တပွဲပြန်ဖြစ်ဖြစ်အာလာဝကဖြစ်ဖြစ် ကိုကစီကန်းလုံးဂျုံမှကိုကျင်တရားကောင်းမှ ဈေးကအစွမ်းထက်တာပါတကယ်တမ်းအစွမ်းထက်ဆုံးဈေးဆိုတာကတော့တတိနဲ့မြစ်တာပါပဲလို့ဆရာတွေက မာလိရှိပါတယ်ဒါပေမဲ့ရန်သူနဲ့ရင်ဆိုင်ရတဲ့အခါစိတ်သက်ရေရာရာယုံကြည်မှုရှိဖို့ဒီဈေးတွေကအများကြီးအထောက်အကူပြုနေတာကိုတော့မြင်လို့မရပါဘူးကဲခြုံပြောရရင်တော့ခဏတာအရေးပေါ်အထက်ဆိုရင်တပွဲပြန် ရေရှည်တတိကဲမန်ကဲဖြစ်ချင်ရင်တော့အာလာဝကလို့ ကောက်ချက်ချနေပါတယ်ပရိသတ်ကြီးရောဘယ်လိုင်းကို ပိုသဘောကျလဲကိုယ်တိုင်ကြုံဘူးတာတွေရှိရင်ကွန်မတ်မှာမျှဝေပေးခဲ့ပါအောင်နောက်တစ်ပတ်မှာလဲဒီလိုထူးခြားစမ်းပြားတဲ့မြမဂမ်ဘီယာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်အားလုံးပဲဘေးရန်ကင်းကြပါစေခင်ဗျာ